နာမည်ကလီလီလားဟုတ်လားဟုတ်တယ်ဟုတ်တယ်ဟုတ်။အော်ပြီအဲ့တော့ရေဘော့လီလီအနေနဲ့အဲကိုဘယ်တန်ရရလဲဘာတွေလုတ်ခဲ့လဲအဲ့ဒါအရင်ဆုံးလေးပြောပြပေးပါနော်။တော့မင်းမခင်တိုင်းသုံးတာပေါ့ဒီကျွန်တော်ကမိုင်းမိုင်းသစ်စီရပါလေ။တာဝန်ထမ်းဆောင်ရေဘော့တယောက်အနေနဲ့မိုင်းအစည်းအဝေးဖြစ်သွားတာပေါ့အတော်ဆဖြစ်သွားခဲ့တာပါ။စည်းရမ်းဖြစ်ပြီးတော့မျိုးလုံးကတော့ ကွယ်သွားတော့ဘာမှတော့မမြင်ရတော့ဘူးမျက်လုံးကွယ်သွားတော့အခုစေကုသမှုကိုပမာသွားလှုပ်လဲဘာဘာတွေဆက်လှုပ်ဖြစ်လဲစေကုသမှုကိုတော့ဒီမီဇိုရန်ပြည်နယ်မှာပဲလှုပ်ဖြစ်ပါတယ်ဖြစ်စရာဘယ်လောက်လောက်ကြာပြီလဲဖြစ်စဉ်ကတော့ကျွန်တော်တို့နှစ်နှစ်တော့ရှိတော့မယ်နှစ်နှစ်တော့အဲ့တော့မျက်လုံးကုတော့မျက်လုံးကအခုက ြန်ပြီးဟိုအစားထိုးပါညာဆိုရင်ပြန်ကောင်းနိုင်တဲ့အနေအထားရှိလားဆရာဝါပါပြောလဲအော်ဆရာဝန်ကတော့ဘာမှတော့မပြောဘူးလေဒီလုံးနဲ့ပတ်သက်ပြီးတော့ညှော်လင့်ချက်ရှိမရှိတော့ဘာမှမပြောပြောသွားတော့ဘူးဆိုတော့ကျွန်တော်သဘောပေါက်ပါရဲ့အာလုံးဝကိုစီမပြေတော့တဲ့အနေအားဖြစ်သွားပြီလားဒီလုံးနဲ့ပတ်သက်ကျွန်တော်နည်းနည်းတော့အလေးအရမြင်ရတယ်။ဒီကောင်းကောင်းပါတဲ့ဒီနေ့ကျရင်တော့ဒီလုံးကတော်တော်မြင်ရတာပေါ့ အလင်းရောက်မဲ့မြင်ရတာကျန်တာတော့တဲလေကူကဘာမှမမြင်ရပါဘူးဒီတောင်နာလေးရပါပဲမြင်ရတယ်တုံးနှစ်ဖက်လုံးမြင်ရနှစ်နှစ်ဖက်လုံးကအလင်းရောက်ကိုတွေ့ရတာလားမဟုတ်ဘူးကဘယ်ဘက်ကကျတော့ကျွန်တော်အတုတက်ထားတယ်ညာဘက်ကကျတော့ခွဲထုတ်ဆရာမလို့တဲ့အတွက်ဒီတိုင်းထားထားတာညာဘက်ကမြင်နေရတာပါအခုမြင်နေရအလင်းမြင်နေရဆိုအလင်းအလင်းကိုမြင်နေရတာပေါ့ဟုတ်တယ်ဟုတ်တယ်အလင်းကိုမြင်နေရ ျွန်တော်နေ့ညနေ့ကျန်လေးဒီဖုန်းရဲ့ break ကိုလည်းကျွန်တော်မြင်ရတယ်ပြန်ညကျန်ဖုန်း break ကိုကျွန်တော်မြင်ရတယ်ဒီဖလမီတို့ဘာလို့ဆိုကျွန်တော်မြင်ရတယ်အော်ဒါဆိုရင်အထက်အာယုံအလင်းအာယုံတိနေတဲ့အနေထားတော့ရှိတာပေါ့ရှိတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်မျိုးလုံးနဲ့ပတ်သက်ပြီးတော့မြေးကြည့်ပါလိမ့်မယ်အစားထိုးလို့အလုံးလိုက်အစားထိုးလို့အဲ့လိုမျိုးတွေကုသမှုရှိနိုင်မလားလို့ပြောတော့ကျွန်တော်တို့ဒီအပေါ်မှာတော့ ဘူးမှတော့ပြေစံဖြေဆိုထားတာတော့ကျွန်တော်လည်းမတွေ့ရဘူးပေါ့ဗျာကျွန်တော်လည်းလမ်းမီနောက်တော့မေးကြည့်တော့ကျွန်တော်ရဲ့အတိမိတ်ဆွေတွေကိုမေးကြည့်ရမျိုးလုံးနဲ့ပတ်သက်ပြီးကြည့်ကြတာပြောပြောနိုင်တော့လေဒီလိုအဲ့တော့အတန့်အန်နေတော့မရှိဘူးပေါ့အတန့်အန်နေတော့မရှိဘူးကျန်တာကိုလင့်ကကောင်းပါလေဒီမျိုးလုံးကတော့ကွယ်သွားပြီပေါ့ဗျာ โอเคအဲ့တော့မျက်လုံး꿰သွားတော့အခုမီဇိုရန်ဘာဘာဆက်လုပ်နေလဲမျက်လုံး꿰သွားတော့မီဇိုရန်ဘာចောင်းတက်နေတယ်ចောင်းတက်တယ်ဆိုတော့ဟိုဘလို့ចောင်းမျိုးတက်တာလဲ blind school ပေါ့နေမြင်နေနဲ့အဲ့လိုသူတို့ရေးတဲ့ပတ်တဲ့ចောင်းတက်နေတယ်အဲ့တော့အကြောင်းကအိန္ဒိယအကြောင်းပေါ့အိန္ဒိယဘာသာနဲ့တင်တာပေါ့အိန္ဒိယဘာသာနဲ့မဟုတ်ဘူး ဒီမီဆိုဘာသာနဲ့တင်တာမီဆိုစကားသူလန်ဂွေနဲ့ပဲတွားတာမီဆိုရမ်းမှာစေကူတာမှုတွေဘာတွေရောဘဒူကတာဝန်ယူဆောင်ရွက်ပေးလဲအဲဒါတော့တိုင်ရမှုကလည်းတာဝန်ယူဆောင်ရွက်ပေးတာပေါ့ကျန်တဲ့အဖွဲ့အစည်းကတော့ပုံပန်းတာခြင်းတော့မရှိဘူးပေါ့အဲ့တော့ကြောင်းတက်ဖို့ဘယ်လိုမျိုးဟိုစင်စာလှုပ်ဆောင်ပြည့်လဲဟိုတက်ရင်းနဲ့ဘယ်လိုဆွေးနွေးညှိနှိုင်းပြည့်လဲ ဒီကြောင်းတက်ဖို့ဘယ်လိုဖြစ်လာလဲကြောင်းတက်ဖို့တော့ကျွန်တော်ပဲဆုံးဖြတ်လိုက်တာပေါ့ကျွန်တော်ဒီတခုလုံးမှစင်ပြီးတော့မယ်ပေါ့ဒီနောက်ကအဓိကတော့ကျွန်တော်တို့ဒီဘောဘက်အဆောင်မှန်ဒီတော့ကမြင့်မြင့်တယောက်ကဖုံးသုံးနေတယ်ဗျာဖုံးသုံးနေတယ်ဆိုတော့သူကဘယ်လိုဖုံးသုံးတယ်လဲအဲ့ဒါသူမေးကြည့်လိုက်တော့ဒီက plan school မှာရှိရဲ့ဒီကမီဆိုတယ်မလဲ school ရှိအဲ့မှာသူကသူကတက်တက်လိုက်ရင်တော့ အဲ့ဒါပြင်ညာရခဲ့တာပါညာသူသူမေးလိုက်တော့ဗျာကျွန်တော်လည်းအဲ့လိုမျိုးအာဆိုတော့ကျွန်တော်လည်းသွားမယ်ပါညာတက်သွားအဲ့တော့အခုတနည်းရှိလာပြီဆိုတော့အကြောင်းတက်တာတော်တော်စာတွေပါတွေရနေပြီပေါ့ဘယ်အတန်းဘယ်အဆင့်ရပြီလဲအကြောင်းတက်တဲ့အကြောင်းလေးပြောပြပေးပါဦးအောင်တက်တာကတော့ကျွန်တော်ဒရမ်းမဲ့တင်နေတယ်စာကတော့ဒီမီဆိုးစာကတော့အစားမှာတော့ခက်တယ်ဗျာသူရှင်းရှင်းသူတို့ကပဲမေးရတာပေါ့ဒီဘယ်လိုဖတ်ရလဲဘယ်လိုကြီးရလဲဒါတွေကိုသူတို့ကပဲ မေးရမေးမြန်းနောက်ပိုင်းကျတော့အလုံးစုံကြီးတော့မရဘူးပေါ့ဗျာတချို့ကျွန်တော်လည်းရင်းနှီးတဲ့ပြောဆိုနေတဲ့စကားတွေကျွန်တော်ရေးနိုင်ဖတ်နိုင်ပါတယ်အဲ့တော့အဓိကဘာတွေအခက်အခဲရှိလဲအခုကြောင်းတက်နေတာမှာအဆင်ပြေလားအဓိကတော့စာဝတ်နေရေးပေါ့မှာဒီစာတော့ဟာလုံးဝအဆင်ပြေနောက်ပြီးတော့ငွေကြေးပြဿနာပေါ့အဲ့ဒါခက်ခဲရတော့အဓိကခက်ခဲရတော့ငွေကြေးပြဿနာပါတယ်ကျွန်တော်တော့ဘာသာတရားတွေနဲ့လည်းရှိတယ်ကျွန်တော် သူနဲ့တော့ဘာသာကြားဖြစ်နေရဆိုတော့ပြောဆိုတာတော့ခံရတာပေါ့အဲ့တော့မီဇိုရမ်မှာအိန္ဒိယနိုင်ငံမှာကြာတော့နေထိုင်ခွင့်နေပါကြာတော့အဲ့လိုအဆင်ပြေလားနေထိုင်ခွင့်ကတော့အဆင်ပြေတယ်ပေါ့နေထိုင်ခွင့်ကအေးဆေးပါပဲဘာမှလုပ်စရာမလိုပါဘူးဖန်စီလည်းဖန်စီမရှိဘူးလေတော့ဖန်စီစစ်ဆေးမရှိဘူးဆိုတော့အေးဆေးတော်လာလို့အဆင်ပြေတယ်ဒီမှာကြောင်းတက်တဲ့ခါကြာတော့ ဟိုចောင်းဇေယိတ်အဲ့လိုចောင်းလာကအဲ့လိုနေထိုင်ဇေယိတ်ပေးရလားပေးရတယ်ဗျပေးရတယ်ဆိုတော့ဘယ်သူကတာဝန်ယူပေးလဲအဲ့ဒါလဲကျွန်တော်တိုင်ရင်မှုကပဲတာဝန်ယူပေးတာပေါ့အခုတိုင်ရင်မှုကတော့အခုတင်းတင်းချင်းခံထားရတယ်ဗျာလူကြီးမင်းတို့နေနေပေါ့ဒီချာလေး temptation ပေးစီခြင်းပါလေပြောနေတာပေါ့ အဲ့တော့ကြောင်းကဘလောက်ထိဆက်တက်သွားမှာလဲ။ဘာတွေလှုပ်ဖို့ဟိုရည်ရွယ်ထားလဲ။ရဲဘော်လီလီနေနဲ့။ကြောင်းကတော့ဟုတ်ကြောင်းကတော့ဒီငွေကြီးအောက်ကအစဉ်ပြေနေတော့ကျွန်တော်ကတော့နေသူ့အစဉ်ပြေပါတယ်။ငွေကြီးအောက်ကအစဉ်ပြေနေကျွန်တော်လည်းဒီမှာညတိလို့ရအစဉ်ပြေဘူးဗျဒီမှာလည်းလာချင်း လာချင်းလာတိုင်းငွေရချီနေရတာအစဉ်ပြေဘူးလေ။ငွေကြီးပြဿနာပါပဲအဓိကကတော့ထွေထူးတော့မရှိပါဘူး။ အဲ့တော့ဒီကြောင်းမှာဘယ်ဘလောက်ထိတက်သွားဖို့စဉ်းစားထားလဲဘာတွေယူရထားလဲဦးဘာတွေဆက်လုပ်ဖြစ်မလဲဦးကိုကမျက်လုံးကွယ်သွားပြီဆိုတော့ဘာတွေဆက်လုပ်ဖြစ်မလဲဆိုတော့ကျွန်တော်ကဒီကြောင်းမတက်ချင်မတက်ချင်ဘူးဗျာဒီကအတင်မိုးဝမ်းကြောင့်တခုပညာတတ်ထားကျင်တာပေါ့ကျွန်တော်အဲ့ဒီကအရင်ကြီးဒီပညာနဲ့ကျွန်တော်မိသားစုပေါ့ကျွန်တော်တာဝန်ကြီးကျင်ပါသေးတယ်အဲ့လိုပါအဲ့တော့ဒီမီဇိုရမ်ပါအဲ့လိုမျိုးဟိုအကူအညီပေးတဲ့ ် NGO အဖွဲ့အစည်းတွေပါရောရှိလားသူတို့နဲ့ဆက်သွယ်လို့ရနိုင်လားမရှိဘူးဗျာကျွန်တော်တို့ဆက်သွယ်လို့ရတဲ့သူကလည်းဒီတိုင်းပဲပြောပြတယ်ဗျာပြီးတော့လည်းကြောက်သွားကြတာပါပဲဒီတိုင်းမှာရှင်ပြည်လက်ပါညာပါအဲ့လောက်ပဲဘာမှထီးထီးရဲရောက်လှုပ်ဆောင်ပေးတဲ့အဖွဲ့အစည်းကျွန်တော်မတွေ့ရသေးဘူးပေါ့ဗျာအဲ့တော့တញင်းရောပါပါပြောလေဟိုဘယ်လိုမျိုးစဉ်းစားပြေးလဲအခုလိုဖြစ်သွားတဲ့ပုံမှာ အရင်ကတော့ကျွန်တော်စိတ်တန်းကြပါပဲဒီအစဉ်ပြေသူတို့အစဉ်ပြေလောက်မဲ့ပုံစံတိုင်းအောက်ကလည်းအစဉ်ပြေလောက်မဲ့ဒီမှာလည်းအစဉ်ပြေလောက်မဲ့ပုံစံတိုင်းဤထားတာပေါ့သူတို့နဲ့တော့အဲ့တော့အခုတော်လိုင်းရင်မှာပါဝင်ခဲ့တဲ့ပေါ်ရောဘယ်လိုမျိုးကိုပြန်စဉ်းစားပြစ်လဲအာကျွန်တော်ဟိုဘယ်လိုပြောမလို့ဝမ်းနေတယ်ကြည်ခွဲရတော့မရှိပါဘူးဒီဟိုကတော့ဂုံယူမိရဲ့ကြာအဓိကဒါမဲ့ဟိုလိုကျွန်တော်အဲ့လို ပြောမလို့ဒစီပဲဖြစ်သွားတဲ့အပေါ်မှာဟိုပြတ်ထားခံရမှာကျွန်တော်အဲ့ဒါအဲ့တစ်ချက်တော့အစိုးရင်ဆုံးပဲကြာကျွန်တော်အခုလိုဖြစ်သွားတဲ့ကျွန်တော်ဝမ်းသာတယ်ကွာကိုယ့်အနေနဲ့ကိုကိုရွေးချယ်ခဲ့တဲ့လမ်းမို့လို့ကျွန်တော်ကတော့လုံးဝဘူးပြောမလို့ကြည်ကြည်နဲ့ကြည်နဲ့အကြည့်ခံရတယ်ဗျာလို့ကိုရွေးချယ်တဲ့လမ်းမို့လို့အဆုံးထိသွားမယ်နောက်ပြီးတော့ကိုလုံးနိုင်တယ်မှန်တယ်မြတ်ကိုလုံးမယ်ဟိုဒူးထောင်လက်မြောက်ပြီးရှုံးပေးမှာတော့မဟုတ်ကျွန်တော်ရတဲ့နေရာနဲ့လုံးမယ် ဒီတော်လိုင်းရဲ့အတွက်ဆိုရင်ကျွန်တော်ရတဲ့နေရာဘယ်နည်းရရောကျွန်တော်လုပ်မယ်ဒီတော်လိုင်းရဲ့အခြေအနေတည်င်းနေပါလေရောဟိုအများရန်နားထောင်ပြစ်လားအဆက်အသွယ်ရှိလားနားတော့နားထောင်ပြစ်တယ်အဆက်အသွယ်တော့အဲ့လိုမျိုးတော့မရှိဘူးသူတို့ပြောတယ်အရေပြီးတော့နားထောင်ပြစ်ဖြစ်ပါတယ်အဲ့တော့ကုဒါကိုလှုပ်ချင်တဲ့အတက်မူဟန်ကျောင်းကအခုအဲ့ဒီမှာမီဇိုရမ်မှာရှိလားဆက်အဲ့ဒီကိုပြန် join မဲ့သဘောမျိုးလားမီဇိုရမ်မှာတော့ မရှိတော့ဘူးထင်တယ်ဗျရှိရင်လည်းကျွန်တော်တို့ကဆင်ဘူးဗျာပဋိက language ချင်းမတူဘူးဆိုတော့အဲ့မှာကိုခက်ခဲရအများကြီးဖြစ်နေကျွန်တော်ကြောင်းတဲ့တော့မှဆင်မပြေဘူးဒါအမှန်နဲ့ပြောပြတာစကားသူစကားကိုလည်းကျွန်တော်နားမလည်ဘူးဆိုတော့အဲ့အဲ့မှာဆိုပြီးကျွန်တော်ဘာမှဆက်လုပ်လို့မရဘူးသူစကားနားမလည်ဘူးဆိုတော့သူတို့က language ကိုတက်တက်သင်ပေးတာမဟုတ်လားမဟုတ်ဘူးဗျသူတို့ကဒီတိုင်းပဲဟိုဘာသာစကားတက်တဲ့လူတယောက်ကိုပဲသင်ပေးတဲ့ ိုအဲ့လိုရေးဒါရာရာရှင်းနေပြောသွားတယ်ပြောကျွန်တော်ကနောက်ကနေလိုက်ကြီးတယ်အဲ့အတိုင်းပဲဒီနေရာကိုဒီလိုဖတ်ရတယ်ဟိုနေရာကိုဟိုလိုကြီးရတယ်ဆိုတော့သူတို့ကအဲ့လိုပြောပြသင်ကြားပြရတော့မရှိဘူးကိုယ်နဲ့ကိုယ်ပဲဟိုလေ့လာရတာပေါ့ကြံတဲ့အပိုင်းတွေကဩသူတို့ကမသိဘူးလားကိုကနိုင်ငံခြားသားဆိုတာအသိတယ်ဗျအသိတယ်အသိတယ်ဒီလိုသူတို့က language ဟိုလိုမျိုးအထူးပို့ကြတဲ့ ပို့ချရတဲ့တင်နန်းပုံဘူးလေဗျာအကြောင်းဆိုတော့ဒီတန်းဒီတန်းပဲဒီပေးပေးတဲ့စာကိုကိုကအရာကြည့်ရတော့အဲ့လိုအဲ့လိုပါဒီမျိုးစကားကိုအထူးတင်နန်းပို့ချရတော့မဟုတ်ဘူးသူတို့တို့မိအောင်တော့ကျွန်တော်လိုက်လိုက်တာပေါ့သူအဲ့လိုပဲလိုက်ရတာပေါ့တရန်းစာဆိုတော့တရန်းစာလျောက်တရန်းစာဆိုတော့တရန်းစာလျောက်ဖြစ်မှာပေါ့အဲ့တော့အခုဖုံးတွေပါလေကြိုက်တော့တယောက်ကကူညီပေးရတာပေါ့ဟုတ်လား အဖုံးကင်ရတော့ကျွန်တော်ကတော့ကုညီစရာမလိုဘူးပြဒီတော့ဗန်နဲ့ပဲကျွန်တော်အလုပ်လုပ်ပါဆိုရှယ်မီဒီယာတော့ဗန်နဲ့ပဲသွားနေရပါလို့အဲ့တော့အသက်မိုးဝမ်းကြောင်းတက်ချင်နေဆိုတာဘယ်လိုမျိုးအသက်မိုးဝမ်းကြောင်းပြင်ကြအောင်တက်ချင်လာလဲအဓိကဘယ်လိုမျိုးဆိုတာတဲ့ကွာကျွန်တော်အတွက်အဆင်ပြေလောက်မဲ့အရာဘယ်လိုမျိုးဆိုတော့ကျွန်တော်လည်းမပြောတာဘူးပြသိတယ်မလားကိုယ်နဲ့အဆင်ပြေလောက်မဲ့အလုပ်တစ်ခုကိုဆိုတာအဲ့လိုမျိုးဖြစ်ဖြစ်နေတာပေါ့ အဲ့တော့မီဇိုရမ်မှာခုနလိုဘယ်လိုရှာဖွေမလဲအဲ့ဒီလိုကိုတက်ချင်တဲ့ဟာတွေဟိုမှာ NGO မှာအကူအညီတောင်းမလားတခြားအမှရှိတဲ့ပမာတွေကိုအကူအညီတောင်းမလားဘာဘာဆက်လုပ်ဖို့ရှိလဲအဲ့တော့ကျွန်တော်အောက်ကနေလည်းကြည့်ရအောင်မယ်အဓိကတော့ငွေကြေးပြဿနာပဲရှိရကျွန်တော်ဒီမှာနေရင်တော့တေချာတဲ့ငွေဟိုအနည်းဆုံးကတော့ပတ်စံ55ဆက်ချောက်တော့အဲ့လိုအဲ့လောက်တော့ကုန်နေတယ်ဗျာအဲ့တော့အဲ့လောက်ကုန်နေဆိုဒါယူချက်တူနေလဲကျွန်တော်စဉ်းစားရတာပေါ့ဒီအောက်ကအခြေအနေနဲ့ သုံးသပ်ရတယ်ပြောကိုဖြစ်စင်တာတစ်ထက်ပဲဖြစ်တဲ့နာကိုပဲကျွန်တော်ကအဲ့လိုတွေးကြည့်တာပေါ့အဲ့တော့အဲ့ဒီမှာဟိုဒုက္ခတဲ့ဟိုရှောက်တာတွေပါတွေတချို့တွေရှိတယ်ပြောတယ်အဲ့အဲ့ဒါကိုစဉ်းစားပြစ်လားဒုက္ခတဲ့ရှောက်တာအဲ့ဒါတော့ကျွန်တော်မသိဘူးညအဲ့ဟုတ်ပြီအဲ့တော့ဘာဘာပြောချင်လဲကို့အနေနဲ့အခုချိန်မှာဟိုတခုခုပြောဖို့ စိတ်ထဲမှာယင်ထဲမှာရှိနေမှာဆိုရင်ဒီလိုမျိုးမျက်လုံးကွယ်တာနဲ့ပတ်သက်ပြီးဆက်သွားမဲ့အနာဂတ်နဲ့ပတ်သက်ပြီးကိုဖြစ်ချင်တာကြီးပေါ့နော်ပပါဒီပြောချင်လဲပြောပါအဓိကတော့ကျွန်တော် in you ပေါ့အဓိကဒီဒီတက်ညာပြောဆိုတာနဲ့ပတ်သက်ပြီးတရားကန်တဲ့ဖြေရှားပေးပါလို့ကျွန်တော်ပြောချင်နောက်ပြီးတော့အခုဆိုကျွန်တော်တို့ရဲဘော်တွေရဲ့စိတ်ဓာတ်ကဟိုအောင်ဆုံးတွေရောက်နေတယ်ကျွန်တော်တို့ညော်ရင်သားတယ် ဟိုတိုင်းရင်းမှုကိုပြန်လို့ပြီးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရစိတ်ဓာတ်ကတန်ဥမော်လာမှာပေါ့ဒါဒီဖြစ်တော့ဒီဖြစ်တော့ကျွန်တော်ဒေဂျာပေါ့ရေးကြီးကိုအာမခံပြောရတယ်ဗျနောက်ပြီးတော့ကျွန်တော်တိုင်းရင်းမှုကိုပြန်ပြောဆွဆောင်ပြီးဒီတို့ရဲ့လုံခြုံရေးစောင့်ဝင်နေကြမှာဒီအချက်တွေအင်းကြီးမှာရှိတဲ့လူချင်းမင်းတို့အနေနဲ့ဒီချစဉ်းစားစီခြင်းပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တိုင်းရင်းမှုကဘာဖြစ်တာလဲတိုင်းရင်းမှုကတော့ဒီတိုင်ကြားပြောဆိုခံရတာပေါ့ဗျာမဟုတ်ပါနဲ့ ဒီငွေကြီးရဲ့လွဲသုံးစားလုပ်တယ်ဆိုပြီးမှလို့ဟုတ်ပြီဒါတရင်မှုနဲ့ပတ်သက်ပြီးကိုကိုအတွက်ကိုဖြစ်ရှင်တာကိုဘာတွေဆက်လုပ်မလဲဘာတွေခက်ခဲရှိတာအဲ့ဒါတွေရောဘာဘာနောက်ဆုံးအနေနဲ့ဘာပြောလို့လဲဘာတွေခက်ခဲရှိလဲဆိုတော့အဓိကတော့ဒီကျွန်တော်လုပ်ချင်တာတော့ကျွန်တော်အတင်မမညပြန်တစ်ခုတတ်ထားခြင်းနဲ့အဲအဲတတ်ခြင်းနဲ့ပညာလေးနဲ့ပဲကျွန်တော်မိသားစုထောက်ပံ့ခြင်းနဲ့ဆိုအဲ့လောက်ပါဟုတ်ပြီရပ်ပေါ်လီလီ ဟိုကျေးဇူးတင်ပါတယ်နော်ဟိုကံကောင်းပါလိမ့်ဗျဟုတ်ကဲ့ပါဗျာ